ရှမ်းမြောက်ဒေသနောင်ချူမြို့ကန်တွေကတော့ဒီကြောက်မဲပြင်ဦးလွင်နဲ့တခြားနေရာတွေကိုတိမ်းရှောင်နေကြပါပြီ။အခုလိုမျိုးရှောင်နေကြတာကဒီ9ရက်တစ်ပတ်လောက်ရှိလာပြီလို့ကြောက်မဲကိုရောက်လာတဲ့စစ်ရှောင်တွေကပြောပါရယ်။နောင်ချူမြို့ပတ်ဝန်းကျင်ကတိုက်ပွဲတွေကြောင့်နောင်ချူမြို့ကအလုံးနီးပါးဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါရယ်။စစ်ကောင်စီတပ်ကဒီနောင်ချူမြို့နားမှာရှိတဲ့ကန်ကြီးရွာတွေကိုရောက်နေပြီဖြစ်တယ်လို့မြေပြင်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ တာကံတွေကပြောပါရယ်ကံကြီးရွာကတော့နောင်ချူမြို့နဲ့ဆိုရင်9မိုင်လောက်ပဲဝေးတာလို့ဆိုပါရယ်ကံကြီးရွာရဲ့ကိုရောက်လာတဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာဆိုလို့ရှိရင်ဒီနောင်ချူမြို့ဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလည်းလှုပ်လာတဲ့အတွက်မြို့ကံတွေကမနေရဲကြတော့လို့အခုလိုမျိုးဘေးလွရာကိုရှောင်နေကြတာလို့ဆိုပါရယ်စစ်ကောင်စီတပ်အနေနဲ့ TNL ကတိမ့်ပိုက်ထားတဲ့မြို့တွေကိုပြန်တောင်းထားတဲ့ဒီအာ နေရမြို့တွေထဲမှာတော့လေဒီအခုတိုက်ပွဲတွေဖြစ်နေတဲ့နောင်ချိုမြို့လည်းပါပါတယ်